တောင်မလန်းနေရဲ့ဘရင်ကမ်ဘိုဝန်ဖာဆိုင်ကတဲမှာမှရွှေအောင်စတီကာတွေနဲ့မနစ်ကမှစတင်ထွက်လို့လိုက်တဲ့ကမ်ဘိုဝန်ဖာ plus ဆိုင်ကတွေဇေနေငယ်ပြင်ကြလာပါတယ်ဒီဆိုင်ကတော့ model က95 model ပဲဖြစ်ပါတယ် brand new kilo zero မှာရပ်လက် license ကြီးနဲ့ web zine ဝင်ရမှာပါဒီကမ်ဘိုဝန်ဖာ plus ဆိုင်ကမှာဆိုရင်ရွှေအောင်စတီကာတွေနဲ့ဘေးပတ်ပတ်လဲမွမ်းမံထားတာက လုံးဝကိုစစ်တေရှိလွန်းလာတယ်ခလက်မှဆိုရင်လည်းဘိကပါမှာလုံးဝရှိပ်ပြီးပုံစံလေးတွေကံမှုဆိုတဲ့တင်ဂေတကီဆိုတာကိုအတူောက်ယူပြီးမှရှိပ်ပြီးပုံစံစတစ်ကာတွေနဲ့အလပုံပေါ်ပေးထားတယ်ပြီးရင်ဒီဘက်မှာဆိုရင်125 plus ပေါ့နော်အဲ့ဒီဟာကိုလည်းရွှေရောင်စတစ်ကာတွေနဲ့ကပ်ပေးထားတာကိုတွေ့ရပါတယ်ဆိုင်ငယ်လက်ကင်တိုင်းရဲ့ဘဲဘဲအောက်နားမှာဆိုရင်လည်းဖုံးထည့်လို့ရမယ့်အန်ကွက်ငယ်တစ်ခုပါဝင်တာကိုတွေ့ရပါတယ်အင်ဂျင်ဘဝကတော့125 cc အင်ဂျင်ဘာဝါအပြည့်နဲ့ထုတ်လုပ်ပေးထားတယ်။အဲဒါကြောင့်မလို့လေတောင်ပေါ်ဒေသတွေမှာပိုးပြီးမှလူကြိုက်များရတာကိုတွေ့ရပါတယ်။အင်ဂျင်ပေါ်ဖော်မန့်စ်ကကျန်းလွန်းတယ်၊တောင့်တက်ကောင်းတယ်။ဘိုင်းခွက်တွေဆိုရင်လည်းဒီမှာကြည့်လိုက်ပါဦးများနော်။ Digital Snap နဲ့ဖြစ်သွားတယ်။တော့ဝိုင်းဆိုင်ရာဆိုရင်လည်းလုံခြုံမှုပိုရှိစေမဲ့နှစ်ဖက်တော့အမျိုးအစားအုံမှ ရောင်စုံကာလာမီလီတွေနဲ့ထက်တွင်းအလတ်ဆင်ပေးထားတာကိုတွေ့ရပါတယ်။တော်ရည်ဆိုရင်လည်းတောင်ပေါ်လမ်းတွေမှာပိုးပြီးမှအချမ်းခံမဲ့ ပွိုင်ကြီးကြီးတာတွေနဲ့ထွက်လို့ပေးထားတာတွေ့ရတယ်။ဝီရိယဆိုရင်လည်းလုံးဝကိုတောင့်တင်းခိုင်မာတဲ့ပန်ဒလစ်ဝီစဲချောင်းနဲ့အလပ်ပုံပေါ်ပေးထားတာကိုတွေ့ရပါတယ်။နောက်ဘရိတ်ကတော့ဟာဘရိတ်နဲ့ပါ။ရှေးဘရိတ်ကတော့ဒစ်ဘရိတ်နဲ့ထွက်လို့ပေးထားတာကိုတွေ့ရပါတယ်။ပြီးတော့ဖောက်ပိုင်းဆိုင်ရာပါ။ဝန်နဗာဆိုင်ကလေးကဖောက်ကလုံးဝကိုအကျန်းခံလွန်းနေနော်။တချို့ဒေတာတွေမှာဆိုရင်ဒါဆိုင်အများကြီးတွေတင်ကြရတာနဲ့ဈေးချင်းတောင်းဝိတ်အများကြီးတင်ဆောင်ကြရတာနဲ့ဒီလိုမျိုးတွေ တတော်ကိုအတုံးတဲ့တာကိုတွေ့ရပါတယ်။အိဇောဆိုရင်လည်းပူနန်ခန္ဓာရင်မြင်မာတဲ့အရေးတွေးကောင်းတဲ့အိဇောနဲ့တွက်လုပ်ပေးထားတယ်။အင်ဂျင်ဘဝကတော့ 15cc အင်ဂျင်ဘဝအပြည့်နဲ့တွေ့ရှိမှာပဲဖြစ်ပါတယ်။နောက်မီးကတော့ရိုယိုမီးဝါနဲ့တွက်လုပ်ပေးထားတာဆိုပေမဲ့ဒီမှာနောက်မီးရဲ့ဒီဇိုင်းလေးကလုံးဝကိုလှပ်ပနေတာကိုတွေ့ရပါတယ်။တိုလီမိုလီပစ္စည်းညံ့လို့ရမယ်။ခါကယ်ရီယာတန်းဆိုရင်လည်းဒီမှာစိုက်ပူကြီးတဲ့တန်လုံးတွေနဲ့တွက်လုပ်ပေးထားတာကိုတွေ့ရပါတယ်။ ရှေ့ break ကတော့ disc break နဲ့ထွက်လို့ပြီးသားပြီးတော့နောက် break ကတော့ half break နဲ့ပါကမ်ဘို125နဲ့မတူပဲကမ်ဘို125 Apple ဆိုင်ငယ်မှာအသာသွားတာကတော့ရှင်မီကြီးက LED မီးနဲ့ထွက်လို့ပြီးသားတယ်ဘေးချင်းပြမီးတွေရဲ့အပေါ်နားလေးမှာဆိုရင်လည်း LED မီးတန်းလေးနဲ့အလားစင်ပေးထားတယ်အင်ဂျင် performance ကအရင်ထွက်ရှိထားတဲ့ကမ်ဘို125 R နဲ့ရှင်စီးလိုက်တဲ့အခါမှာအခု Cambo 15 R+ ဆိုင်ကပိုးပြီးမှအင်ဂျင်အထွတ်တယ် ပိုးပြီးမှစွမ်းဆောင်ရည်ကောင်းတယ်လို့ဒါကျွန်တော်ကတော့ပိုးပြီးမှခံစားရတယ်ဒီဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့59လမ်းနဲ့134လမ်းနောက်မှာဖွင့်လှစ်ထားတဲ့ H5 ဆိုင်ကယ်ရှိုးရူးမှာစတင်ဝယ်ယူအားပေးလို့ရနေပါ रे ခင်ဗျာ